င်း။အင်း။၅ရာသီမလာတာ၃လလောက်အောင်ရှိနေပြီ။စေမီတိုရင်းနဲ့ကုနေပေမဲ့လက္ခဏာတွေကပူဆိုးလာတယ်။ငါဘယ်လိုလုပ်ရမလဲ။ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံအများပြားရှိတန်ဖိုးများစွာသောအမျိုးသမီးများနှင့်မိန်းကလေးများဟာလင်းနှင့်မျိုးဆက်ပါဆိုင်ရာကျန်းမာရေးအသိပညာနှင့်ရပ်ပယ်ခြင်းများကိုအလွယ်တကူရရှိရန်အခက်အခဲများနဲ့ရင်ဆိုင်နေရပါတယ်။ဗတိအမားများကြောင့်ရရှိရန်ခက်ခဲနေသောမျိုးဆက်ပါကျန်းမာရေးအသိပညာများကိုယနေ့ဒီဂျစ်တယ်ခေတ်မှာတော့ကလစ်တစ်ချက်တိလိုက်ရုံနဲ့အပြေရှာနိုင်ပါပြီ။ social media platform များက အမျိုးသမီးများနဲ့မိန်းကလေးငယ်များအတွက်လွတ်လပ်စွာလေ့လာဆွေးနွေးနိုင်တဲ့နေရာတစ်ခုဖြစ်လာပါတယ်။ကျွန်မအရင်တုန်းကမျိုးဆက်ပွားဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်တာတွေကိုတခြားလူတယောက်ကိုမေးရမှာကိုကြောက်နေခဲ့တယ်။ခုတော့ PUI မျိုးဆက်ပွားကျန်းမာရေးစင်တာကြောင့်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ခဲ့ပါတယ်။ကျမတို့ကဆိုရှယ်မီဒီယာတွေကနေတဆင်မျိုးဆက်ပွားဆိုင်ရာကျန်းမာရေးအသိပညာတွေကိုနေရာဒေသအသီးသီးကအမျိုးသမီးတွေစီကိုရောက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ တရင်အမားတွေနဲ့ online ကနေချိတ်ချောက်အနံချိမှုတွေရတယ်အခုထိရှိနေပါသေးတယ် online ကနေတစ်ဆင့် user board ချမ်းမာရင်းနဲ့ဆိုင်တဲ့အသိပညာဗဟုသုတတရင်ချက်လက်တွေကိုအလွယ်တူရရှိအောင်ပံ့ပိုးပေးခြင်းအားဖြင့်မိုးကောင်းမွန်ကျန်းမာပြီးတန်မာတဲ့ဘဝတွေရရှိနိုင်စေဖို့ကျွန်တော်တို့ကျမတို့အားလုံးပါမကွန်ပြီးလောက်ဆောင်ကြပါစို့